တော့ဒါမကွေးတိုင်းရဲမှုကြီးကျော်စိုးဝင်းအဲသူပါတယ်ပေါ့နော်လူတော့ပါလာတယ်သွားနေတော့ကြံခဲ့တယ်မထွေးစီကနေပြသောင်းစားတောင်းပြန်တောင်းခိုင်းလို့ရတဲ့မျိုးတွေကတော့ရရင်ရလိမ့်မယ်အဲ့နေရာတွေမှာတော့လုံရင်လုံနိုင်လိမ့်မယ်ဒါပေမဲ့မင်းပတုပထွေးလလန်းမမီပါဘူးဆိုတဲ့နေရာတွေမှာတော့မင်းတို့ဘယ်တော့မှလုံလို့ရမှာမဟုတ်ဘူး င်္ဂလာပါဒီနေ့ကတော့အော်တိုဘာလ29ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာသတင်းကောင်းတွေရှိတယ်ဗောနော်မကွေးတိုင်းရဲမွေးသွားကြွတဲ့သတင်းဒီကောင်တော့တကယ်တော်တော်စိုးစိုးကောင်ဗောနော်တီတာတော်မှာပဲဒီကောင်နေဘွားကကောင်းမှာမဟုတ်ဗောနော်အခုလည်းတော်တော်အချိန်နေဆိုရဲဆိုပြီးတော့သိရတယ်အဲအကြောင်းလည်းပါမယ်ပြီးတော့ကြတော့စစ်ကောင်စီကဒါနေ့ကံကိုဗောနော်ပြန်ပြီးတော့အဲတိမ့်ပိုင်နိုင်မှုအတွက်ကိုစစ်ကြောင်းထိုးလာရင်ねစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်လုံးဝအကုန်လုံးပြုတ်အလောင်းအလက်တွေပါအများကြီးရတယ်ဆိုပြီးတော့ ဒါသတင်းတွေလည်းပါတယ်ပေါ့နော်ပြီးရင်ဒါ ARD တိုင်းထဲမှာပေါ့နော်အရခတ်တော် A နဲ့ PDF တပ်ဖွဲ့တွေနဲ့ဒါပြီးရင်တပ်ဖက်ကစစ်ကောင်စီနဲ့ drone တိုက်ပွဲတွေအပြန်အလှန်ပြင်းနေကြတဲ့ drone တိုက်ပွဲတွေအကြောင်းလည်းပါမယ်ပြီးတော့ဒါ UG အဖွဲ့တွေပေါ့နော် UG အဖွဲ့၅ဘက်ကနေပြီးတော့ထုတ်ပြန်လိုက်တဲ့ဒါကျွန်တော်တို့အမှုပညာအမိခံစစ်တပ်လက်ကင်ထုတ်တွေကိုပြင်ထန်စွာအရေးယူမယ်ဆိုတဲ့အကြောင်းအဲအဲအကြောင်းတွေလည်းကျွန်တော်ပါမယ်ပေါ့နော်ဒါကကျွန်တော်နည်းနည်းစဉ်းစားကြရလေးရှိတာပေါ့နော်အဲ့တော့ကျွန်တော် အမြင်လေးလည်းကျွန်တော်ပြောသွားမယ်ပေါ့နော်ပထမဆုံးတော့ဒါမကွေးတိုင်းရဲမူကြီးတွားတွေပါချွတ်သွားတိုင်းစစ်ရဲမူကြီးလိုက်ပါလာတဲ့ကားလေးစီးပါလေရင်နှန်းအဲ့ဒီရင်နှန်းကိုတော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့မိုင်းဆွဲပစ်ခတ်တိုက်ခိုက်အာအဲ့လိုပုံစံမျိုးနဲ့ပြင်းခဲ့တာပေါ့နော်ပြင်းခဲ့တော့ဒါဒီဖြစ်တဲ့ဖြစ်စဉ်ကမကွေးတိုင်းမင်းတို့မျိုးနယ်ထဲမှာဖြစ်တယ်အဲ့အဲ့ပါလာတဲ့ကားလေးစီးတဲ့ကတစည်းမိုင်းတီသွားတယ်မိုင်းတီပြီးတော့လစ်သွားတယ်ဗောဗျာအဲ့တော့အဲ့မိုင်းတီတဲ့ကားပေါ်ကပါလာတဲ့ခုနလိုမိုင်းတီသွားတဲ့ကောင်နေဒဏ်ရာရတဲ့ကောင်နေအဲ့ကောင်နေကိုကျန်တဲ့ကားသုံးစီးပေါ်ပြောင်းတင်း ပြောင်းတင်ပြရတဲ့အဲ့သုံးစီးနဲ့ပြန်ပြီးထွက်ပြေးအဲအဲ့လိုပုံစံမျိုးတွေဖြစ်သွားတယ်ဒစည်းကြံခဲ့တယ်ပေါ့နော်အဲ့ဒစည်းကတော့ပြန်ပြပုံနေထဲမှာမြင်တွေ့ရတဲ့အတိုင်းပဲအဲ့လိုဖြစ်သွားတယ်ပေါ့ဗျာအဲ့တော့ညမြင်လေးဦးတည်တယ်တဲ့ဒါကြီချို့သိန်းစီရရှိတယ်ပေါ့နော်ဟုတ်တယ်ဒါခရမ်းသိန်းစီရရှိရရှိဘာကြီးရဘလောက်ပဲကြီးရဘလောက်ပေါ့နော်ဒါမျိုးပုံစံဒါအနေချင်းသိန်းစီရမိတာပဲရှိတယ်အဓိကတော့အိုက်ဖြစ်စင်ကိုအကောင့်ထဲပေါ်နိုင်မှုအတွက်တော်လိုင်းတက်ဖွဲ့တွေကတည်င်းကြိုတင်ရရှိခဲ့တာအဲ့လိုကြိုရလို့ပြင်းတာပေါ့နော်အဲ့တော့တည်င်းလက်ဦးမှုကဘယ်လောက်ထိအရေးပါသလဲဆိုတဲ့ဟာကလည်း ီဖြစ်စဉ်ကိုကြည့်ရင်သိသာစေတယ်အာတကယ်မိုက်တယ်စားဖြစ်ဖြစ်ချင်းမှာကျွန်တော်တို့ဒီတိုင်းရမွေးပါလာတယ်ဆိုပြီးတော့ယူဆရတယ်ဆိုတော့ရင်နဲ့အဲ့လိုဖြစ်နေတာအဲစားဖြစ်တဲ့ချိန်မှာပေါ့နော်အဲ့လိုဖြစ်နေတော့အတီးပြုတ်ဖို့အတွက်လောက်ကြတဲ့ခါမှာဒါသတင်းထားလာနေမှာထပ်ပြီးတော့တက်လာတယ်ပါလာတယ်တဲ့ပါလာတယ်ပါလာတဲ့အပြုံမှာအချိန်တွေတော်တော်ဆိုးွားဖြစ်သွားတယ်ဆိုတဲ့ဟာလည်းသိရတယ်ပေါ့နော်အဲ့တော့အတီးပြုတ်လို့ရသွားတယ်ပေါ့ဗျာအဲ့တော့ဒါမကွေးတိုင်းရဲမွေးကြီးကြော်ဆိုးဝင်းအဲသူပါတယ်ပေါ့နော်လူတော့ပါလာတယ်သွားနေတော့ကြံခဲ့တယ် လူလူကတော့ပြည်ထိရောက်သွားသေးတယ်တဲ့တိရတယ်အဲဒဏ်ရာလည်းရတယ်ပေါ့နော်အဲ့တော့မင်းနှုံကနေပြီးတော့ပြည်ကိုအပြင်းချီတက်သွားတယ်ပြည်ဆေးုံမှာတင်ရတယ်အသက်အနေတောင်ဆိုးရင်ရတယ်ဆိုပြီးတော့ဒါတွေ့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာတေတာတော့မလှတော့ဘူးဗျာတကယ်လို့မြတ်ဒီကောင်တေသွားမယ်ဆိုရင်ဒီချိန်မှာသွားတယ်မဆက်ရပဲတေသွားမှာတကြိုးကြီးနဲ့တေရမှာဒီကောင်မလှဘူးအဲကြောင့်တော်တော်ဂျီနေဆိုးဆိုးဝါးကိုသူတို့ကြုံလဲရအဓိကတော့တက်ဖွဲ့တွေကိုချီးကျူးချင်တာအဲ့လိုပေါ့တည်င်းရအောင်လက်ဦးမှုရအောင်လုပ်နိုင်တဲ့ဟာတွေကအခုလိုအခြေအနေတွေကိုဖန်တီးနိုင်တာပဲ တရင်လက်ဦးမှုရဖို့အတွက်ကလည်းဒါကျွန်တော်တို့ဒါဖျဲသီးတွေရှိမယ်အတွင်းတရင်ထောက်လန်းရတဲ့ဟာတွေရှိမယ်အမာခံတရင်ပေးတွေရှိမယ်ပြီးတော့ပြည်သူကိုဒါခုနလိုပေါ့နော်ကိုယ့်ဘက်ပါလာအောင်စီယုံနိုင်တဲ့စွမ်းရည်တွေကလည်းလိုအပ်သေးတာဗျအဲ့ဒါမှပဲဒီပြည်သူတွေကလည်းဒီဒီမိစ္ဆာကောင်တွေရဲ့တရင်တွေကိုဒါအချိန်နဲ့တပြင်းညီပေးဖို့မှာပေါ့နော်အဲ့တော့ဒီတရင်ရတာတော့မှန်တယ်ကြိုပြီးတော့ရအောင်ပေးနိုင်တာကိုလည်းမိုက်သဘောကျဒီတရင်ရတယ်ဒါပေမဲ့ဖြတ်သွားပြီးမှဆိုလည်းဘာမှမထူးဘူးလေအခုကကြိုပြီးတော့ရအောင်ပေးတာအမ်ဒီလိုဒီလိုသွားမယ်ဆိုတာသိတယ်နော် ဒါသူကပါလေစစ်ဆေးဖို့အတွက်သွားတာသွားရင်သွားရင်လည်းသူ့ဘာပြန်ပြီးတော့စစ်ဆေးခံလဲရတာပေါ့နော်ပါလားမပါလားဆိုစစ်ပြီးတော့ကြိတ်တက်လိုက်တာအဲဥစ္စာမျိုးပေါ့အဲ့တော့ကြတော့တာဝန်သိတဲ့သူတွေတာဝန်ရှိပြီးတော့တာဝန်သိပြီးတော့တာဝန်ယူပြီးတော့ပေးပို့တဲ့ဟာတွေပေါ့နော်ဒါတွေကအားလုံးစုပေါင်းပြီးတော့လှုပ်ဆောင်နိုင်ခဲ့တဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်ဒီလိုမျိုးအကြီးပိုင်းတွေကိုစော်နိုင်ဖို့အတွက်ကလည်းအရင်ရေးကြည့်တာဒီကောင်ကပြီးတော့ဘလောက်ထိစော်သိမ်းတဲ့သူလဲဆိုတာကျွန်တော်ဆက်ပြောကြမယ်ပေါ့နော်ဒီကျော်စိုးဝင်းအကြောင်းပေါ့နော် ဲ့တော့သူ့ကိုဒါတခြားအရင်းမြစ်တွေကသူ့ကြောင့်တည်တဲ့သူတွေလို့ယူဆတဲ့သူတွေကလည်းတင်ထားရရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီကျော်စိုးဝင်းကအမေစုရဲ့ဒါလုံကျွေးတပ်ဖွဲ့ခေါင်းဆောင်သူကအမေစုကိုပေးထားတဲ့စစ်တပ်ကပေးထားတဲ့လုံကျွေးအဖွဲ့ရဲ့ခေါင်းဆောင်ပေါ့နော်အဲ့ခေါင်းဆောင်မျိုးသူကတာဝန်ယူခဲ့ရတယ်ဆိုပြီးတော့လေဒါပြောကြအဲ့တော့အမေစုနားနေခဲ့ရတဲ့သူပေါ့ဗျာပြောရရင်အမေစုနားမှာနေခဲ့ရှိခဲ့ဘူးတဲ့သူဒါပေမဲ့အဲပြောချင်တာအမေဆုနားမှာနေရတဲ့သူအမေဆုနဲ့ယင်းနှစ်ထိတွေ့သားတဲ့သူတော်တော်များများကပြောင်းလဲကြတာလည်းရှိတယ်။ဒါရှိမှလည်းရှိတယ်ပေါ့နော်။ဒါဗိုလ်ချုပ်ကျော်စွေတို့လိုလူမျိုးတွေ ပြောင်းလဲလာတာရှိတယ်ဒါအမာကြီးအာယူတတိလေးစစနဲ့ပုံစံမျိုးနဲ့ဆက်ဆံတာရှိအဲ့လိုမျိုးဆက်ဆံငဲလို့ပဲစေကောင်စီကဒါမျက်မှောက်ကျိုးပြီးတော့ဗောနရာထူးတွေပြောင်းရွှေ့ရရာထူးချတာတွေရွှေ့ပြောင်းပလိုက်တာတွေဗောနအဲ့လိုပုံစံမျိုးတွေလောက်ခဲ့ခံရတဲ့သူတွေလည်းဆက်တဲ့ထဲမှာအများကြီးပဲဗောနပြီးရင်ဒီမေဆုကြောင့်မလို့ပြောင်းလဲလာတဲ့စစ်သားတွေရဲတွေလည်းရှိတာဗောဘာဖြစ်လို့ဆိုတော့မေဆုကတကယ်မြစ်တာပေးတာဟုတ်မြစ်တာပြီးတော့တကယ်မြစ်တာကြီးပြန်ရတယ်ဟောသူတို့ရဲ့ဒါစစ်ဘိုလ်ချုပ်တွေဗောနဒါမင်းအွန်လိုင်းကတော့မှသူတို့ကိုလုံခြုံရေးယူပေးထားတဲ့ဒီစစ်သားတွေဒီရဲတွေရဲ့ဒါ ဒါဒီနေတိုင်းခက်ခဲတဲ့ဟာတွေကိုဒါဂယုမဆိုင်တဲ့အချိန်မှာမေဆုကအဲ့လိုမျိုးသွားပြီးတော့ဂယုဆိုင်ပေးခဲ့တာရှိတယ်ကျွန်တော်တို့ channel မှာကိုပဲဒါအခုဒါ CDN စစ်သားပေါ့နော်ဒါဇော်ရအောင်ကနေပြအဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးသူကရန်ကြုံခဲ့တာလို့ပြောသေးရလေအဓိကတော့ဒီမနက်စာစားဖို့အတွက် ပေါ့နော်လုံခြုံရေးယူပေးနေတဲ့အချိန်မှာမနက်စာမစားရသေးဘူးအကုန်လုံးကအာပြုတ်ပြစ်တဲ့နဲ့လုံနေတဲ့အချိန်မှာမင်းအွန်လိုင်းဂယုမဆိုင်ကြော်သွားတယ်ဒါပေမဲ့မေဆုလာတဲ့အချိန်မှာဟာငါသားတို့မနက်စာစားပြီလားအေးမစားရသေးဘူးဆိုတဲ့အချိန်မှာဟာသူတို့စားဖို့အတွက်လုပ်ပေးအရောက်စီတိုင်းကိုတကယ်ကျွေးလို့ရအောင်လုပ်ပေး အပြင်သူကအဲဥစ္စာကိုတကယ်စားရမစားရသူကစောင့်ကြည့်သေးတာအဲ့လောက်ထိအလေးပေးခဲ့တဲ့ခေါင်းဆောင်ပေါ့နော်အဲ့ကြအဲ့ခေါင်းဆောင်နဲ့တွေ့ရတဲ့ချိန်တိုင်းမှာပြောင်းလဲကြတယ်အဲ့တော့ခုနကလိုမျိုးလုံချိုရင်ပုံစံတာဝန်ယူပြရဲ့မေဆုနာနီးကပ်နေရတဲ့သူတွေကပူတော်မှစိုးသေးတယ်အဲ့ဒီမြစ်တာတရားကိုပို့ပြီးတော့ခံစားရအဲ့တော့ကျွန်တော်တို့ဒါမေဆုနာနေခဲ့ဘူးတဲ့သူတွေနဲ့ကျွန်တော်တို့တွေ့ရတဲ့ခါတိုင်းမှာမေးရတဲ့ခါတိုင်းမှာတကယ်မတားစရာလေးတွေချစ်စရာကောင်းတဲ့ပြုမှုလေးတွေပြင်အပြန်အလှန်မြစ်တာတရားတွေမြင်ရမေဆုကနေ့စဉ်နဲ့မျှပေါ့နော်ဒီဝင်ထဲမှာသူကလမ်းလျှောက်ဖို့အတွက်သူ့အချိန်နဲ့သူသူလမ်းလျှောက် သူစာဖတ်မဲ့အချိန်ရှိတယ်အဲသူကသူလမ်းလျှောက်မဲ့အချိန်ရှိရဲကျမကြီးတော့ဗောနော်သူအလုပ်တွေလုပ်ရမဲ့အချိန်ရှိအဲ့တော့သူအချိန်စရာတွေခွဲထားခွဲထားပြီးသူ channel ထဲမှာလမ်းလျှောက်ဆင်းတဲ့အချိန်အဲ့မှာဘာသွားတူလဲဆိုတာစက်ကောင်စီနဲ့တော့တွတ်တူတယ်စက်ကောင်စီစီစစ်ဘိုလ်ချုပ်လေးနဲ့မေဆုနဲ့ဘာသွားတူလဲဆိုတာမေဆုကိုမြင်တော့ဒီလုံချွေးတပ်ဖွဲ့တွေကပုံညာတယ်ပုံညာတယ်စစ်ကောင်စီကိုဆိုလဲအဲ့လိုပဲပုံညာတယ်ရောတကယ်လူကြီးလာပြီဆိုတာအဲ့ကောင်မတွေ့အောင်ပုံလာဒါပေမဲ့ကြီးရဲကြဲချင်းမတူဘူး ပုံရတဲ့ရွေချက်ကဒီစစ်ကောင်စီဘက်ကဒီဗိုလ်ချုပ်တွေအကြီးပိုင်းတွေတယင်းမှုတွေပါတယ်အဲ့လိုကောင်မျိုးတွေလာပြီးဆိုရင်ကျွန်တော်တို့ပုံရတဲ့ဟာကဆဲမှာဆိုလို့အပြစ်မရှိအပြစ်မရှာမှာဆိုလို့ပြဿနာရှာမှာဆိုလို့ခိုင်းမှာဆိုလို့ပေါ့နော်အဲ့လိုပုံစံမျိုးလက်ကမ်းနေပြဿနာရှာနေတာအကောင်နေတွေ့လိုက်တာနဲ့ဟိုကောင်ဘာဖြစ်တယ်ဒီကောင်ဘာဖြစ်ရအဲ့လိုလုံနေကြအားကြောင့်တို့မြင်မှာဘယ်သူမှဒါအမြင်မခံခြင်းဘောအဲ့လိုတို့မြင်မှာကိုအရန်ကြောက်ကြတယ်ပေါ့ဗျာအားကြောင့်မို့ဒါအမြင်မခံခြင်းလို့ဒါပုံကြရရှိတယ်မေဆုနဲ့ကြတော့အဲ့လိုမဟုတ် ဒါဆိုအမေဆုကအဲ့လိုမျိုးသွားတဲ့ခါမှာ तू အမြဲတမ်းဖလဲတကင်းနဲ့ဟိုလူတွေ့လဲနှုတ်ဆက်စကားပြောဗာပြောဆိုတော့ကြတော့တဲ့အမေဆုကဒီ तू ရတဲ့အချိန်လေးမှာ तू လမ်းလျှောက်ရတာဖြစ်တဲ့အတွက် तू ကျမ်းမာရေးအတွက်ပေါ့နော်ကျွန်တော်တို့ကိုရက်ပြီးတော့စကားပြောနေတဲ့ခါမှာ तू ကျမ်းမာရေးအတွက်လမ်းမလျှောက်အောင်မဆိုလို့ကျွန်တော်တို့ကပုံးလာမိုက်တယ်နော်အဲ့လိုမျိုးလေးဟိုဆိုတာဗျာအကြံလည်းမြစ်တာတရားမြင်ရတာပေါ့နော်ဟိုဆိုတာ तू तू ဒီလိုမျိုးလမ်းလျှောက်နေတာကောင်းကောင်းမလျှောက်အောင်မဆိုလို့အဲအဲ့လိုမျိုးပေါ့ကြောင်းမလို့ကျွန်တော်တို့ကမမြင်အောင်ပုံးကြပြီးရင်အမေဆုကအဲ့လိုပဲဒီ तू အဲထဲမှာပေါ့နော်ဒါဒီဒီ တခုခုပွဲလန်းသဖြင့်ဘာပဲဖြစ်ဖြစ်ပေါ့နော်အဲအဲ့လိုမျိုးအမှတ်တရအထိမ်းအမှတ်ဒါမျိုးနဲ့ပတ်သက်လို့သူကတခုခုကြွေးမွေးတဲ့ခါတိုင်းမှာဒီလုံကျွေးလှုပ်ပင်းနေတဲ့ရဲတွေစစ်သားတွေအကုန်လုံးကိုအရောက်စီတိုင်းပေါ့နော်အဲ့လိုမျိုးဒီကြွေးမွေးဖို့အတွက်သူကအမြဲတမ်းဦးစားပေးတယ်ဦးစားပေးပြီးတော့ကိုကြွေးမွေးတာဘာလို့လဲဆိုတော့သူကပင်ပန်းနေပေါ့နော်အခြားဒါသူ့စီမှာရှိတဲ့သူ့ရဲ့အနီးကပ်အဖွဲတွေစားဖို့အတွက်ခြံထားတဲ့ဟာတော့မှပဲမခြံထားနဲ့ပေးလိုက်အဲတခါလိုက်စစ်တဲ့ချိန်မှာပေါ့အဲ့လိုမျိုးဒီ အရဲတယောက်ကဒါစစ်သားလားရဲလားမသိဘူးအဲ့တယောက်ကသူကပေးတဲ့ဒိန်ဒံပေါက်ဘူးလေးပလားကြာစံကျော်ဘူးလေးအဲ့ဘူးလေးကိုသူကမစားအောင်မစားချင်ဘာလို့မစားတာလဲအမေကကျွန်တော်အိမ်ပြန်ရောက်မှမိသားစုနဲ့စားမှာအိမ်မှာကလေးနဲ့စားမှာအဲအဲ့လိုမျိုးပြောရတဲ့အချိန်မှာဟာဘယ်နှယောက်ရှိရလဲအဲ့လူရဲ့အတွက်ပါထပ်ပြီးလိုက်အဲ့လိုမျိုးပုံစံမျိုးပြလုံးဝပြအသေးစိတ်ဂယူဆိုင်ခဲ့တာဗောနော်အဲ့ဒါကြောင့်မလို့ပြောင်းလဲခဲ့တဲ့သူတွေအများကြီးရှိဒါပေမဲ့အခုကြော်ဆိုးဝင်းဆိုတဲ့ကောင်အခုအခုသွားတွေ share တွေကျွတ်သွားတယ်ဆိုတော့ကောင်အဲ့ကောင်ကကြတော့အဲ့လိုမျိုးပြောင်းလဲတဲ့ထဲမပါဘူး မပါဘဲနဲ့ပေါ့နော်ဒါမေဆုစီကိုဒီပါတီဝင်တွေကနေသွားပြီးတော့ဒါကာရဝါပြူလာမျိုးဗာမျိုးဆိုရင်ဒီကောင်တွေကမကြိုက်မကြည့်မရအောင်အဲအဲ့လိုပုံစံမျိုးဒီကောင်လောက်ခဲ့တာရှိတယ်ပြီးတော့ဒါဒီအာနာသိန်းဖြစ်စဉ်ဖြစ်တဲ့ချိန်မှာဆိုလဲဒါတက်တက်ကြွကြွနေပေါ့နော်ဒါမေဆုတို့ကိုလာပြီးတော့ဖမ်းတဲ့ထဲမှာဒီကောင်တွေပါတယ်ဒီကောင်ပါတယ်ဆိုပြီးတော့သိရအဲ့တော့စစ်ကောင်စီလိုချင်လုံးဝဗျာစစ်ကောင်စီလုံးဝမင်းအောင်လိုက်တဲ့တပုံစံနဲ့ဆိုတဲ့ကောင်မျိုးတွေပေါ့နော်အဲ့လိုကောင်မျိုးတွေအဲ့တော့ဒါချယ်ယူထက်တို့ဘာတို့ကိုဖမ်းတဲ့ထဲမှာလဲဒါသူတို့အဖွဲ့တွေပါတယ်ပေါ့နော်အဲ့တော့ အဲဒီတက်တက်ဖွဲ့နှစ်ခုကနေပြီးတော့ဒါဥဆောင်ပြီးတော့လာပြီးတော့ဝင်စီးတဲ့ပုံစံမျိုးနဲ့ဖမ်းသွားတယ်ကျွန်တော်ရှေ့တွေမှာလည်းပြောခဲ့ဘူးတယ်အဲအဲ့ထဲမှာဒီကောင်ပါတယ်အဲဒါကြတော့သူနဲ့တူတဲ့ဟာသူနဲ့တန်တဲ့ဟာပြန်ရတာလို့ပဲပြောရမှာပေါ့အဲတော့ကြတော့အခုလိုမျိုးဘဝဆုံးတော့မဲ့အချိန်မှာတော့မှပဲသူတို့မှာဒါအချက်တိတ်ခါအကုန်ကြရှုံးတယ်ပေါ့နော်အဲဒါစောင့်ကြည့်ပြီးတော့တိုက်ခိုက်ပြီးတော့ခံရတယ်ပြီးရင်အချို့ကလည်းပြောကြရပေါ့နော်ဒီကောင်ချက်ချင်းမသိသွားတော့ကောင်းနေတယ်တနှုံနှုံနဲ့ခံစားရမှာပေါ့နော်ဒါမဲ့လည်းအခုအချိန်နေဆိုးတယ်ဆိုတော့ဒါတင်းနိုင်ကြီးများတယ်လို့လည်း အတိရတာပေါ့လေနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီဖြစ်စဉ်ကလည်းအားရစရာကောင်းတယ်ဒါပြည်တဲ့တပ်ဖွဲ့တွေလက်ချက်နဲ့ပေါ့နော်တိုင်းအဆင့်ရဲမွေးဆိုတော့ကောင်း share တွေပါကျွတ်ကုန်တာအဲ့ဒါလည်းအားရစရာကောင်းတယ်နောက်တစ်ခုဒါကျွန်တော်တို့အော်တိုဘာလ28ရက်နေ့မှာပေါ့နော်ညဧကန်စကန်ကိုအလုံးစုံပြန်သိမ်းနိုင်မှုအတွက်ကိုစစ်ကောင်စီဘက်ကပေါ့နော်ဒါလမ်းဟောင်းရောလမ်းတစ်ရောနှစ်ခုလုံးသုံးပြီးတော့စစ်ကြောင်းနှစ်ချောင်းတက်လာတယ်စစ်ကြောင်းတွေကတော့တောက်လျှောက်တက်နေတာပေါ့တောက်လျှောက်တက်နေဒီကာဘာဆာ14ဘက်ကလည်းတက်တယ်လမ်းတစ်ဘက်ကနေပြီးတော့လည်းတက်တယ်တက်တာတော့တောက်လျှောက်တက်တာတောက်လျှောက်တက်ပြီးတော့ဒီနေရာကိုပြန်ပြီးတော့သူတို့ထိန်းချုပ်နိုင်မှုအတွက်သူတို့စူးစမ်းတယ် ဲ့တော့အဲ့လိုစူးစမ်းတဲ့ခါတိုင်းမှာအခုဘာဖြစ်လဲဆိုတော့ဘလောက်ပဲလာလာသူတို့တွေကြာရှုံးနေပါတော့เนาะအခုလာတဲ့စစ်ကြောင်းပါเนาะအဲ့စစ်ကြောင်းကလည်းဒီကားပစား14ဘက်ကစစ်ကြောင်းအင်အား200ပါတယ်အင်အား200ပါနောက်ထပ်အင်အား100လည်းထပ်ပါသေးတယ်အဲ့အင်အား200ပါတဲ့စစ်ကြောင်းကိုဒါပစီပစီနားမှာပါเนาะအကုန်ဖြုတ်တာပစီရွာနားမှာပါเนาะပစီကျေးရွာနားမှာအကုန်ဖြုတ်တာတကြောင်းလုံးကိုပြုတ်အောင်ဖြုတ်တာလေအလောင်းလက်တွေအများကြီးရတာအားရကြရင်เนาะဒါကျွန်တော်မပြောဘူးလားဒါသူတို့ဘက်ကဒီလေရင်နေ စစ်ကူတွေအတင်းလွှတ်နေရပြီးလက်နက်ကြီးပြစ်ခတ်တန်းနေအရန်ကိုကြမ်းတမ်းနေပြီဆိုတဲ့ခါကျရင်တေချာတဲ့သတင်းကောင်းဆောင်တော့အခုတကယ်အဲ့လိုပဲဒီကောင်လေးလေချောင်းကနေပြီးတော့တောက်လျှောက်ဒါတောက်လျှောက်ချိန်မုန်းတာတွေလှုပ်တယ်တောက်လျှောက်တိုက်ခိုက်တာတွေလှုပ်တယ်လေရင်နဲ့အတက်စင်းနေအရန်ကြမ်းတယ်အဲအဲ့ဆိုဝမ်းသာတာလိုက်တော့အခုလည်းအဲ့လိုပဲပေါ့နော်လက်ချောင်းလုံးပြုတ်သွားတယ်ကျဲတာလည်း fighter wine တွဲအချိန်ရင်30ထက်မနည်းဒါပစည်းကြီးပါကိုကျဲတာ တိုက်ဝဲဖြစ်တဲ့နေရာတွေကိုပတ်ပတ်လဲရောအကုန်ကျဲပြီးတော့လုံးဝပစီကျဲရွာဆိုရင်လည်းကင်ပြစရာတော့တရွာလုံးကဘာမှတော့မကြံတော့ဘူးအဲ့လောက်ဖြစ်အောင်ဒီကိုဒီကောင်နေအမှုန့်ခြေပြစ်တာပေါ့နော်ဒါပေမဲ့သူတို့ဘက်ကစေချောင်းတစ်ချောင်းလုံးကြွားတယ်အဲ့လိုကြွားလို့လည်းအခုလိုမျိုးလှုပ်တာပေါ့ဗျာအဲ့တော့အော်တိုဘာ16ရက်နေ့ကထုတ်ပြန်တဲ့အရခတ်တတော် A ရဲ့ထုတ်ပြန်ချက်ထဲမှာလည်းဒီ net gain viewer ကုန်းကအနှဲငယ်တော့ပေါ့နော်အနှဲငယ်တော့လက်ကျန်နေရတချို့ကိုအပြစ်သက်ထိုးစစ်ဆင်နေတယ်ဆိုပြီးတော့ပါတယ်ဒါကိုကြည့်ချင်းအဖြစ်ပေါ့နော်ဒါစစ်ကောင်စီကအခုလိုမျိုးစစ်ကြောင်းတွေအသေးအံလှုပ်ပြီးတော့ ဒီနေရာကိုပြန်ထိန်းတောင်စူးစမ်းတာလဲဒါပထမတစ်ချက်ဖြစ်နိုင်သလိုနောက်တစ်ခုကဒီပိတ်မိနေတဲ့ခုနအနေငယ်သောနေရာကဆိုတဲ့ကောင်းနေပိတ်မိနေတဲ့ကောင်းနေကိုပြန်ပြီးတော့ဒါတဲ့ဆွဲထုတ်နိုင်ဖို့စူးစမ်းရတယ်ဆိုတာလဲဒါဖြစ်ကောင်းဖြစ်နှစ်ခုလုံးရှိတာပေါ့နော်။ဒါပထမတစ်ချက်ကတော့ပို့ပြီးတော့ဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့ဒီနေရာကသူတို့အတွက်အရန်ရည်ကြီးတယ်။ဒီနေရာကနေကြော်လာပြီဆိုရင်နောက်မှာကာဘာဆာအဲကာဘာဆာတွေကိုမရောက်ဖို့အတွက်အခုဂျားမှာ စကန်းနဲ့စကန်းနဲ့အစဉ်အဆက်လုပ်နေရတယ်။ဒါပေမဲ့ဒီလိုနေရကန်လို့ viewer စကန်းကုန်းကြီးအခိုင်အမာကြီးတက်မအဆင့်စကန်းစစ်စကန်းကြီးတောင်မှကြာလေဆိုရင်ခုနကဒါကာကင်းစကန်းတွေကလည်းဘလောက်မှမကြောက်ဘူးဆိုတော့သူတို့သဘောပေါက်။အဲ့ကြဒီနေရာကိုရမကိုဖြစ်မယ်ဆိုတော့စိတ်နေသူတို့အင်အားဖြည့်ဖို့အတွက်ဒီနေရာကိုဒါပြန်ပြီးတော့ဒါထိုးစစ်ဆင်တာပေါ့နော်။ဒါပေမဲ့မရခဲ့ဘူး။ဒုတိယတစ်ချက်ဒုတိယတစ်ချက်ကလည်းဖြစ်နိုင်ကြတော့ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ထဲမှာကြံနေသေးတဲ့ထဲမှာသူတို့အတွက်ရေးပါတဲ့သူအဲ့လိုမျိုးလူအဲ့လိုမျိုးလူပါတယ်ခေါင်းဆောင်မဲမဲဖြစ်အကြီးပိုင်းမဖြစ်အဲ့လိုကောင်မျိုးပါလို့သူတို့ပြန်ဆွဲထုတ်ဖို့စူးစမ်းတာလား။ ဒါလည်းဒါကျွန်တော်စဉ်းစားစရာဖြစ်တယ်ပေါ့နော်တကယ်လို့ဒီနေရာကနေပြီးတော့သူကပုံမှန်တိုင်းဆိုရင်တော့သူကဒီနေရာကိုသူတို့လက်လွတ်ဖို့စဉ်းစားလိုက်ပြီဆိုတဲ့ခါကျရင်သူကဖောက်ထွက်တော့ဘာတော့ဆိုပြီးတော့ပဲဒါသူတို့တွေပြောလို့ရှိတယ်ပေါ့နော်အဲဒါပေမဲ့အခုကျတော့ဖောက်ထွက်ကလို့ကိုမရတဲ့အနေအထားဖြစ်နေတဲ့ပုံစံဟုတ်ဆိုလာသမျှစစ်ကြောင်းလာသမျှနေရာတိုင်းစစ်ကူလာသမျှနေရာတိုင်းကိုအာခတ်တော်အေတပ်ဖွဲ့တွေကပိတ်ဆို့ပြီးတော့တိုက်ခိုက်နေတာပြည်သက်တွေကတိုက်ခိုက်နေအဲကြဒီကောင်တွေကအဲ့နေရာကိုသွားပြီးတော့ ဒါဖောက်ထွက်နိုင်အောင်ကူညီပေးတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ဒါပေမဲ့အဲ့ဒါတော့ရာနိုင်ရာခိုင်နှုန်းနည်းတာပေါ့နော်ရှေ့မှာကျွန်တော်ပြောသလိုပဲဒီနေရာကြီးကသူတို့အတွက်အဓိကနေရာကြီးဖြစ်နေတာဖြစ်တဲ့အတွက်ဒီနေရာကိုပြန်ရဖို့စူးစမ်းတာကပိုပြီးတော့ဖြစ်နိုင်ခြင်းရှိတယ်နောက်တစ်ခုကဒါလေချောင်းကနေပြီးတော့ရိတ်ခါပို့တာလေခဲယံပို့တာတွေတော့အခုချိန်ထိဇက်တိုက်လုံနေတော့မယ်ဒါပေမဲ့အဲ့ဒီဟာလေးနဲ့တင်သူတို့ဘယ်လောက်ထိတောင့်ခံနိုင်မလဲကြည့်ရဒီလေချောင်းကနေပြီးတော့ရိတ်ခါတွေချတဲ့ဟာဒီခဲယံတွေချပေးတဲ့ဟာပေါ့နော်နောက်လျှောက်တော့သူတို့ကိုချပေးနေတော့မယ်ဒါပေမဲ့အဲ့ဥစ္စာကအလုံလောက်ဖြစ်ပါမလားအဲ့ဒါနေ့စဉ်နဲ့မျှတိုက်ပွဲတွေနောက်လျှောက်ဖြစ်နေတယ် အဲတွန်လိုင်းတပ်ဖွဲ့တွေဘက်ကထိုးစစ်တွေရအောင်ဆင်နွှဲနေကြရရှိတယ်။ဘေးနားမှာလည်းတောက်လျှောက်လာသမျှစစ်ကြောင်းတွေအကုန်လုံးကိုဖျက်တောက်ထားရရှိတယ်။ဒါပေမဲ့သူတို့ကအချိန်ဆွဲကျင်နေခုနလိုအင်အားဆက်ကျင်နေပါတော့။ဒါကြောင့်မလို့ဒါရိတ်ခါတွေဟိုဟာတွေကိုဒါအသေးအံချပြနေရရှိတယ်။တောက်လျှောက်ကိုချပြနေတာနော်။ရှေ့ပိုင်းကာလတွေမှာဆိုရင်အာခတ်တော်အေဘက်ကိုရောက်သွားတဲ့ဟာတွေလည်းရှိတယ်။သူတို့ဘက်ကိုထဲကိုကျတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်။အဲ့တော့ အဲ့ဒီပုံမှာတော်တော်ဖွဲ့စည်းပုံပြက်နေတဲ့အနေအထားမျိုးတော့မြင်ရတယ်ပေါ့နော်။ဒါနဲ့ပတ်သက်လို့ဟိုဘက်ကကောင်တွေကညင်းအောင်မယ်ဒီမှာ AI ကထုတ်ပြန်ထားတယ်နော်။အနည်းငယ်ပဲကြံတော့တယ်ဆိုပြီးတော့ထုတ်ပြန်ထားတယ်ပေါ့နော်။နောက်တစ်ခုက ARI တိုင်းလေးမျက်နှာဘက်မှာ drone တိုက်ပွဲတွေပြင်းထန်နေတယ်။တပ်ဖွဲ့တွေတကယ်ကြုံးတယ်နော်။ drone တိုက်ပွဲတွေပြင်းထန်နေတယ်။ဒီပန်တော်ကြီးတဲနုကုန်းဆက်ဆက်ယိုဒီကြေးရွာတွေမှာအာခတ်တော်တော် AI နဲ့ပြည်တဲ့တပ်ဖွဲ့တွေကတစ်ဖက်ပြင်းစစ်ကောင်စီ ။နွားတွေကတစ်ဖက်အမှတစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်။ပြင်းထန်နေရဆို drone နဲ့ပတ်သက်တဲ့တိုက်ပွဲတွေပို့ပြီးပြင်းထန်နေရဆိုပြီးတော့သိရတယ်။ AA နဲ့ PDF တပ်ဖွဲ့တွေကပန်းတော်ကြီးမျိုးကုံကြောက်ရွှေကုံပြီးရင်တဲနုကုံစတဲ့ခြေရွာတွေကိုထိန်းချုပ်ထားတာဖြစ်တယ်။ဒါကြောင့်မလို့စစ်ကောင်စီကအင်ကပူဘက်ကနေပြီးတော့စစ်ကြောင်းတွေထိုးတယ်။အဲ့လိုထိုးလိုက်ရင်တည်းမှာအခုလိုအခြေအနေတွေဖြစ်လာတာပေါ့နော်။ဆိုတော့ဒီနေရာတွေကိုရားဖို့လဲစစ်ကောင်စီကစူးစမ်းနေရပဲ။ तू ကဘယ်ထိသွားမှလဲဆိုတော့သွားကျင်တာသွားကျင်တာသွားမှလည်းမဟုတ်ဘူး။သွားကျင်တာကဂွာတီသွားကျင်တာ။ ါမဲ့ ग्वा ထီမရောက်ဘူးဒီခုဆက်ဆက်ယုံပါလေတစ်နေအောင်အဲဒါကြတော့ drone တိုက်ပွဲတွေပို့ပြီးပြင်းပြင်းထန်ထန်ဖြစ်ွားနေတယ်အရခတ်တော် A နဲ့ PDF တွေကဒါပသိမ်မုံရွာလမ်းတစ်လျှောက်ကိုထိန်းချုပ်နိုင်မှုအတွက်ကိုထိုးစစ်တွေဇက်တိုက်ဆင်နွှဲနေတာရှိတယ်တိုက်ခိုက်မှုတွေဇက်တိုက်လှုပ်လာနေရရှိတယ်တချို့နေရာတွေမှာလည်းထိန်းချုပ်ထားနိုင်တဲ့ဟာတွေရှိတယ်တတင်းမထုတ်ပြန်ဘူးနော်ဒါပေမဲ့မြေပြင်ကဒါမင်းတို့စစ်ကောင်စီဘက်ကကောင်တွေကိုမေးကြည့်မေးကြည့်ဆိုတာ နော်ဒီဘက်ကဒါတော်လိုင်းတက်ဖွဲ့တွေဘက်ကတရားဝင်ပုံစံမျိုးမထုတ်ပြန်လာသေးလို့ပေါ့နော်အဲမြေပြင်မှာမျိုးဘယ်နေရာတွေဆုံးရှုံးသွားပြီလဲဘယ်စကန်တွေပါနေပြီလဲဆိုတော့အကြောင်းကိုမြို့စစ်ကောင်စီစစ်သားတွေအချင်းချင်းမေးကြည့်မေးကြည့်ပြီးရင်အချင်းချင်းမကောင်းရင်ဆွဲထုတ်ဆွဲထုတ်ပြေးဖို့ပြောလက်နက်ချဖို့ပြောအလင်းဝင်ဖို့ပြောအဲ့ဒါအကောင်းဆုံးပဲပေါ့နော်တတင်းတွေကတကယ်မြို့ဘာသာမျိုးအရင်ဆုံးမေးကြည့်လိုက်ပေါ့နော်အဲ့တော့ထုတ်ပြန်လာပြီဆိုရင်ကျွန်တော်အပါတရပြောရမယ့်ဟာတွေလည်းရှိအောင်မယ်ပေါ့နော်အဲ့တော့ဘာကိုကြည့်ရင်သိတာစီလဲဆိုတော့စစ်ကောင်စီဘက်ကအဲ့ဒီနေရာတွေမှာလည်းခုနပြောသလိုပေါ့နော်လေချောင်းလက်နက်ကြီးအမြောက်အကုန်ကုန်တုံးနေတာ သုံးနေတာစစ်ကူစစ်အင်ရအတကုံပို့နေတာအဲ့ဒါဆိုရင်မြေပြင်မှာဘာဖြစ်နေပြီလဲဒါကျွန်တော်ဝမ်းသာတာလိုက်တော့တကယ်တချို့နေရာတွေကဒါတော်လိုင်းတက်ဖွဲ့တွေကစက်တိုက်ထိန်းချုပ်နိုင်တာရှိတယ်ပြောစစ်ကောင်စီဘက်ကခုနပြောလို့လေကြောင်းလက်နက်ကြီးအမြောက်ပစ်ကူတွေအများပြားတုံးပြီးတော့ခုခံနေရတယ်။ငတိုင်းချောင်းမုံရွာပသိမ်အဲ့ဒီကားလမ်းစုံမှာရှိတဲ့ရင်းနသာစစ်စေးဂိတ်အဲ့ဒါကလည်းတကယ်နာမည်ကြီး။အဲ့ဒီနေရာကိုသူတို့ကဒါအတိတ်က ဒါဆုံရက်အနေနဲ့အသုံးပြုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲ့နေရာတွေမှာအင်အားတွေစုဖွဲ့ပြီးလွှတ်တယ်အဲ့ဒီကနေမှဆက်ပြီးတော့ဒါဆက်ဆက်ယူဘက်ကိုစစ်ကြောင်းထိုးတာမျိုးတွေလုပ်တယ်အဲ့တော့ဒီနေရာကသူတို့ရဲ့စုရက်ဆုံရက်စီရက်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာအဲ့နေရာကိုလည်းသူကအချက်ချာကြတဲ့နေရာဖြစ်တဲ့အတွက်တကယ်ကိုသူကအခိုင်အမာပုံစံမျိုးတည်ပြီးတော့စောင့်နေတဲ့အနေထားအဲ့တော့အဲ့ဘက်ကနေပြီးတော့ဒါစစ်ကြောင်းထိုးတာရှိတယ်ဒီလိုစစ်ကြောင်းထိုးလာပြီးမဲ့လေအာခတ်တက်တော် A နဲ့ B တက်ဖွဲ့တွေကထုံးစံအတိုင်းပဲရာသမျှအကုန်ဖျက်ချိတ်နေတာ အဲ့ဒါလည်းအားရကြကောင်းတယ်သူတို့ပို့နေတာတောက်လျှောက်ပဲတော့ဒီကျွန်တော်တို့ဒီနေ့မှတင်ဒီနေ့အခုပြောမှနေသူတို့ဒီစစ်ကူပို့တဲ့ဟာကိုစလုံနေတာမဟုတ်ဘူးဟိုကလာအစိုးရကလာကနေကတော့သူလုံနေတာဒီဘက်တွေကိုစစ်မျက်နှာတွေဖွင့်နေပြီဆိုတဲ့အချိန်မှာကနေကသူလုံနေတာဒါပေမဲ့လည်းဒီနေ့ဒီချိန်ထိအဲ့နေရာကနေမရွေ့နိုင်သေးဘူးရှစ်ဆက်ပြီးတော့မတိုးနိုင်သေးဘူးဒါကဘယ်အားရစရာကောင်းစစ်ကောင်စီဘက်ကနှီးမျိုးစုံတုံးတာဒါပေမဲ့မရအောင်ဖြစ်နေတာအဲ့တော့အမြောက်တက်တွေဘက်ကနေလည်းပြစ်ကူပေးတယ် ပြစ်ခုပေးတော့မှဒီတိုက်ပွဲဖြစ်တဲ့နေရာတွေကိုလည်းပြစ်ခုပေးတာရှိသလိုတိုက်ပွဲမဖြစ်တဲ့ကျေးရွာတွေဘက်ကိုလည်းရန်တမ်းပြီးတော့ပြစ်တာရှိတယ်။ဒါကြောင့်မလို့အခုဆိုရင်ဒေသခံပြည်သူတွေဆစ်ဆောင်ရတဲ့နေရာတွေပုံများလာတယ်ကျေးရွာတွေပုံများလာတယ်ဝိရောက်ကုန်း၊ကွန်းချန်ကုန်း၊ညောင်မင်ကြီး၊တပြုပင်၊တပြေကွင်း၊ရှမ်းစု၊ကြက်ကုန်း၊ရုပ်သေးတံစတဲ့ကြေးရွာပေါင်းဒီရွာတွေပါအပါဝင်ကြေးရွာပေါင်း20လောက်ကဒေသခံတွေကရှောင်တင်းရတာတွေဖြစ်နေပြီပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကဒီနေရာကနေပြီးဥတီကျင်တာကသူကဂွားမြို့ကိုဥတီကျင်တာဒါပေမဲ့ဂွားထီကိုမရောက်နိုင်တဲ့အနေအထားတွေသူတို့ကြုံနေရတယ် ွားကိုမျော်လင့်လို့ကိုမရသေးဘူးမှန်းကြည့်လို့ကိုမရသေးဘူးဗျအဲ့လိုမျိုးကြုံနေရတယ်ဒါကြောင့်မလို့အခုဆိုရင်စစ်ကောင်စီကပထမပိုင်းအနေနဲ့ရွေးကောက်ပွဲလုပ်မဲ့မြို့တွေထုတ်ပြန်တယ်120အဲပြီးရင်ဒုတိယပိုင်းအနေနဲ့မြို့တွေထုတ်ပြန်လာတယ်အဲ့ဒါကတရားပေါ့နော်အဲ့မှာဘာထူးခြားချက်ရှိလဲဆိုတော့ပထမပိုင်းအနေနဲ့လုပ်ပါမယ်ဆိုတဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့မြို့နယ်တွေထဲမှာပေါ့နော်ရခိုင်မှာဆိုရင်ဒါကြောက်ဖြူစစ်တွေမန်အောင်ဒီသုံးခုပဲပါတော့ဒီသုံးခုပဲပါတော့ ဒုတိယပိုင်းလုံမဲ့ရွေးကောက်ပွဲလုံမဲ့ဆိုပြီးရရထားတဲ့မြို့တရားထဲမှာရခိုင်ကတခုမှမပါတော့ဘူးတခုမှမပါဘူးရခိုင်ပြည်နယ်ဆိုရင်တခုမှမပါတော့ကဲပြီးရောအဲ့ကျဒီကောင်တွေဘက်ကမျောလင်းချက်ကိုမဲ့နေတဲ့အနေအထားပြင်သူတို့ကိုလည်းသူတို့တိတယ်ဆိုတဲ့ပုံစံမျိုးတော့မြင်နေရတယ်ဗျ။အဲ့ဒီနေရာတွေငါတို့ရှစ်ဆက်ပြီးတိုးနိုင်မှာမလား။အခုအချိန်နေရအဲ့ခုနပြောထားတဲ့၃မြို့ဗမာဘက်မှာလောက်ပါမယ်ဆိုတဲ့ဒီကြောက်ဖြူစစ်တွေမှန်အောင်ဒီ၃မြို့တောင်မှအချိန်ကြီးကအခုဆိုရင်တော်တော်လေးရင်းရိုင်နေတဲ့အနေအထားဖြစ်နေပြီ။ဘာလို့လဲဆိုတော့စစ်တွေသတင်းကောင်းတွေရှိတယ်ဗောနော်စစ်တွေသတင်းကောင်းတွေအများကြီးလာနိုင်မယ်။ အဲဟိုနေ့ကလည်းကျွန်တော်တို့ပြောခဲ့တယ်ဗောနော်ဒီဒါခဆာနဲ့ပတ်သက်ပြီးတော့ဒါခဆာယုံနာမှာဒဲကိုကြာလို့ဒီကောင်းနေတေပြောက်များတယ်ဆိုရဲဟာလည်းရှိတယ်နောက်ထပ်တရင်ကောင်းနေရှိသေးတယ်နောက်ကျတော့ဒီစစ်တွေကြောက်ဖြူမှန်အောင်ဗောနော်ဒီသုံးမျိုးနေတောင်မှထက်ပြီးတော့ယော့ရင်ယော့သွားနိုင်တယ်ဗျာအဲ့တော့ဒုတိယပိုင်းမျိုးလည်းမှလုံးဝမပါတော့ဟာအဲ့လိုဖြစ်အောင်ကြိတ်ရမှာစစ်ကောင်းမင်းကြိတ်တော့ရည်ရွယ်မင်းရည်ရွယ်ထားရင်မင်းလေထဲမှာပဲအိမ်ဆောက်လို့ရမင်းကလေထဲမှာပဲဆောက်လို့ရမင်းတို့ကိုယ်တိုင်မြေပြင်မှာမသိမ့်နိုင်တဲ့ရွေးပေါ့နော်လေထဲမှာပဲအိမ်ဆောက်မင်းတို့ပထွေးအားကိုးနဲ့ပဲပြန်ရရင်ရလိမ့်မယ်ခွာ ဒါပေမဲ့ပထွေးလက်လန်းမမီတဲ့နေရာတွေမှာတော့မင်းတို့ရဖို့မစင်းစားနဲ့အဲ့ဒါကတော့တေချာတယ်မင်းတော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းအတကုံကျုံးပါပဲမင်းဒါတရုတ်ဘက်ကနေပြီးတော့လက်လန်းမီပါဆိုတဲ့ဒီရှမ်းမြောက်လိုနေရာမျိုးတွေဒါအခုဆိုတို့ရလိမ့်မယ်အခုဆိုရင်လည်းဒါသဘောတူညီတာတွေလုံနေပြီပေါ့နော်အပြစ်ခက်ရစဲတာတွေလုံလိုက်ပြီအဲ့တော့ဘလိုပဲဖြစ်ဖြစ် DPR တွေကြောင့်မလို့ပြန်ပြီးတော့ဒီခုနလိုပေါ့နော်ပထွေးစီကနေပြီးတော့ဒေါန်းစားတောင်းပြန်တောင်းခိုင်းလို့ရတဲ့မျိုးတွေကတော့ရရင်ရလိမ့်မယ်အဲ့ဒီနေရာတွေမှာတော့လုံရင်လုံနိုင်လိမ့်မယ်ဒါပေမဲ့ မင်းပတ်တူပထွေးလလန်းမမီပါဘူးဆိုတဲ့နေရာတွေမှာတော့မင်းတို့ဘယ်တော့မှလုံးလို့ရမှာမဟုတ်ဘူးမရအောင်လဲတော်လိုင်းတက်ဖွဲ့တွေကဇက်တိုက်စ조사သွားမှာပေါ့နော်အဲဒါကြောင့်မလို့လဲမင်းတို့ကိုကိုတိလို့အခုလိုမျိုးဒုတိယပိုင်းလုပ်မယ်ဆိုရင်မြို့ရီထဲမှာမပါတော့ဘူးရခိုင်အဲ့တော့ဒါကလည်းအားရစရာကောင်းတဲ့သတင်းတွေဖြစ်ပါတယ်နောက်ထပ်သတင်းတွေနားဆွင့်ထားဖို့ပဲလိုတယ်ပေါ့နော်သတင်းကောင်းတွေရှိတယ်အဲ့တော့ကျွန်တော်ပြောခွင့်ရတဲ့အချိန်ပြောလို့ရပြီဆိုတဲ့အချိန်ကျရင်ကျွန်တော်ထပ်ပြီးတော့တင်ဆက်ပေးပါမယ်။နောက်တစ်ခုကတော့ဒါကျွန်တော်ရန်ကုန် UG အဖွဲ့၅ဘွဲ့ကနေပြီးတော့ပူးပေါင်းထုတ်ပြန်လိုက်တဲ့ဟာရှိတယ်ပေါ့နော်။အဲ့ဒါက အမှုပညာအမိခံဒါစစ်တပ်လက်ကင်တုပ်တွေကိုပြင်းထန်စွာအရေးယူမယ်ဆိုပြီးတော့ပြောလိုက်တဲ့ဟာလေးရှိတယ်အဲတော့ကျွန်တော်တို့ဒါဒါကျွန်တော်အမြင်ပြောမှာပေါ့နော်ကျွန်တော်အမြင်ပြောမှာပါဟိုကျွန်တော်စဉ်းစားကျွန်တော်စဉ်းစားမိတဲ့ဟာလေးပေါ့နော်အဲဒါတေချာစဉ်းစားကြည့်ကြဖို့လည်းလိုတယ်ဗျဆိုတာစစ်ကောင်စီကကျွန်တော်တို့ကိုအမြဲတမ်းမှပုံဖြတ်ဖို့အကြမ်းဖက်ဖြစ်ပုံဖော်ဖို့အမြဲတမ်းစ조사နေတဲ့အနေထားဘယ်တော့ဖြစ်ဖြစ်သူကဖြစ်ပေါ်လာတဲ့အခြေအနေတစ်ခုကိုအဲ့လိုမျိုးပဲလုပ်တယ်ပေါ့နော်ရှေ့မှာဒါကျွန်တော်တို့ဒါ အအများကြီးပဲဖြစ်စင်နေရှိတယ်ဒါဝင်းနေမီဒီယာယုံဒါဆရာတော်ဖရားကြီးကိစ္စဆိုလဲအဲ့လိုပုံစံမျိုးပဲကျွန်တော်တို့ဒီဘက်ကအဖွဲ့တွေကိုထိုးချဖို့အတွက်သူတို့အများကြီးလုပ်ခဲ့တာပေါ့နော်နောက်ဆုံးဒါဆရာတော်ဘားကဒါအသက်ရှင်ကြံခဲ့လို့ဒါဒီဖြစ်စင်အမှန်တွေကိုကျွန်တော်သိခွင့်ရခဲ့တာပေါ့နော်အဲ့တော့အရှိမသူတို့အဲ့လိုမျိုးပုံစံမျိုးနဲ့လုပ်ခဲ့တာတွေလဲတောက်လျှောက်ရှိတယ်လို့ခုချိန်ထိလဲအဲ့ဥစ္စာကိုချောင်းနေတာကျွန်တော်တို့ကိုအကြမ်းဖက်အဖွဲ့အဖြစ်ပုံဖော်ဖို့ချောင်းနေတာအခုအရကတက်တော် AA ကိုပဲကြည့်ကြည့်သူတို့ကိုမလုပ်လဲအခုဒါဒီလူစုလိုက်ပြုံလဲတက်ဖြတ်ပါတယ်ဆိုတဲ့ကိစ္စမျိုးတွေနဲ့ဆွဆွဲတယ် ပြီးရင်ဒါမွေးစေဝါပေါ့နော်မွေးစေဝါအမှုတွေနဲ့ဆွဆွဲတယ်ဒီလိုပုံစံမျိုးနဲ့ပေါ့နော်ဒါဒီအဖွဲ့စည်းကတော်လိုင်းကြီးအတွက်လုံနေတဲ့အဖွဲ့စည်းမဟုတ်ပါဘူးဒါလက်နက်ကင်ပြီးတော့တောင်းကျနေတဲ့အဖွဲ့စည်းတစ်ခုသာဖြစ်တယ်ဆိုရဲပုံစံမျိုးအဲ့ပုံရိပ်မျိုးကိုသူတို့ကဖန်တီးခြင်းအဲ့ကျွန်တော်တို့ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကိုအများနဲ့ချောင်းနေတဲ့စစ်ကောင်စီအတွက်ကိုကျွန်တော်တို့ကတားကောင်တွေမဖြစ်ဖို့လို့လို့အဲ့ကျွန်တော်ပြောတဲ့အချိန်မှာလွဲရတာလည်းရှိကောင်းရှိမယ်တဘောတဘောတစ်ခုကဒါအမြင်မတူတာလည်းရှိကောင်းရှိမယ်ကျွန်တော်ကကြတော့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကိုအဲ့လိုအဖြစ်မခံနိုင်ဘူး ဆိုတာဒီအဖွဲ့တွေကအကြမ်းဖက်ဆိုတဲ့ပုံစံမျိုးဖြစ်မခံနိုင်ဘူးအခုလိုမျိုးထုတ်ပြန်လိုက်တယ်အဲ့ထုတ်ပြန်လိုက်တဲ့အပေါ်မှာစစ်ကောင်စီရတာပေါ့နော်ဒီသူတို့ခုနကပြောတဲ့ဒီဒီစစ်တပ်လက်ကင်ထုတ်ဖြစ်တဲ့ဒီအမှုပညာအမိကံအဖွဲ့တွေတရားရောက်ကိုစစ်ကောင်စီကတိတ်တဆိတ်နဲ့သွားပြီးတော့လုတ်လုတ်လိုက်တယ်ဗျာထားလိုက်ပါတော့တွက်လက်ဆိုတဲ့ကောင်ထုတ်လိုက်တယ်စစ်တပ်ကထုတ်လိုက်တယ်ထုတ်လိုက်ပြီးရင်ဘယ်သူလုတ်တယ်လဲဆိုတဲ့ဟာကိုထိုးချမယ်ဗျာအဲ့တော့ကျွန်တော်တို့ကဒီမှာရှေ့မှာထုတ်ပြန်ထားတာကြီးရရှိတာကြီးညာထားတာကြီးရရှိတာဟာအဲ့ဆိုကျွန်တော်တို့ကမလုတ်ရဘဲနဲ့ ကျွန်တော်တို့အဖွဲ့တွေကိုလာပြီးတော့ထိုးချသွားတဲ့ဟာကိုစစ်ကောင်စီကလှုပ်သွားနိုင်တယ်။အဲ့ဒါဆိုရင်ဘာဖြစ်သလဲကျွန်တော်မလှုပ်ရဘဲနဲ့ကိုပဲကျွန်တော်ကအကြမ်းဖက်အဖွဲ့အဖြစ်ပုံစံဖြစ်သွားမယ်။ပြီးတော့ကျတော့ဒီဟာကကျွန်တော်ပြောအပြစ်ပေးတာမျိုးအဲခုနလိုပေါ့နော်အဲ့ဒီလောက်အဆင့်ဆိုရင်တော့လေတမျိုးပဲသတိပေးတာမျိုးပေါ့နော်အဲ့ဒီလောက်အဆင့်ဆိုရင်တော့လေတမျိုးပေါ့ဒါပေမဲ့ခုနလောက်ထိလုံမယ်ဆိုတဲ့ဟာမျိုးတွေဒါမှမဟုတ်လေဒါအဆုံးအထိတွေးထားတယ်ဆိုတဲ့ဟာမျိုးတွေလည်းရှိကောင်းရှိမှာပေါ့လေနော်။ညာအဲ့လိုမျိုးဆိုရင်တော့ဒါကျွန်တော်ကအင်းနည်းနည်းစဉ်းစားကြည့်ချင်တာပေါ့နော်။ဒီလိုမျိုးကြီးထုတ်ပြန်လိုက်တဲ့ဟာက ကောင်းရင်လားပေါ့နော်ဒီလိုမျိုးအတိပေးလိုက်တဲ့ဟာကကောင်းရင်လားပေါ့နော်မလောက်ရသေးပဲနဲ့ပေါ့နော်ကြိုပြီးတော့အခုလိုမျိုးပြောလိုက်တဲ့ဟာကလည်းရန်သူကကိုယ့်ကိုပြန်ပြီးအကွက်ဆင်မှုအတွက်အကွက်ရဝါနိုင်တယ်ပေါ့နော်ဒါကျွန်တော်တွေးမိတဲ့ဟာပါအဲကြောင့်ဒီဥစ္စာကိုလည်းကျွန်တော်စဉ်းစားသင့်တယ်အကောင်းဆုံးကတော့ကျွန်တော်ပြည်သူတွေအားလုံးပါဝင်နိုင်တဲ့ဒါ BC ကိစ္စတွေ SB ကိစ္စတွေဒါမျိုးပုံစံမျိုးတွေကျွန်တော်တို့ပို့ပြီးတော့အလေးပေးပြီးလုပ်တာပိုကောင်းမလားပေါ့နော်ဒါကလည်းကျွန်တော်အကြံပေးခြင်းဖြစ်ပါတယ်ရုပ်တက်ဖွဲ့တွေကိုကျွန်တော်အပြစ်တင်ခြင်းမဟုတ်ဘူးပေါ့နော်အဓိကစစ်ကောင်စီကလုံလာနိုင်တဲ့ဟာတွေကိုကျွန်တော်ပြန်တွေးကြည့်တဲ့အခါဒါမျိုးတွေတွေးပြီးတော့ နည်းနည်းအန္တရာယ်များတယ်ပေါ့နော်အဲဆိုတာကကိုယ့်ဘက်ကနေပြီးတော့ဒါဒီလိုမျိုးပဲပြောရသေးရရှိသေးရဟိုဘက်ကကောင်းနေကအဲ့လိုတကယ်လုတ်ပြစ်ပြီးတော့များကိုယ့်ဘက်ကိုထိုးချလာရင်ဆိုတဲ့အတွေ့အကြုံကျွန်တော်မှပေါ်လာလို့ဒီလိုပြောရခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအကြောင်းနေလေနောက်ဆိုရင်တော့တေချာစဉ်းစားပြီးမှကျွန်တော်တို့လှုပ်ဆောင်တာတော့ပို့ပြီးတော့ကောင်းမယ်ထင်တယ်ပေါ့နော်အဲကျွန်တော်တော်လိုင်းအောင်ဖို့အတွက်ကိုပဲပို့ပြီးတော့ရှေ့ရှုတင်ပါတယ် ဒေါ်လာရင်းအောင်မြင်အောင်ဘယ်လိုလုပ်မလဲဒေါ်လာရင်းအောင်မြင်ဖို့အတွက်ဘာတွေထိန်းသိမ်းသင့်တယ်လဲဒေါ်လာရင်းအောင်မြင်ဖို့အတွက်ကျွန်တော်တို့ဘယ်လိုလုံလုံခြုံခြုံနဲ့တူတူသိသိလုပ်ရမလဲဆိုတဲ့ဟာတွေကိုကျွန်တော်ပို့ပြီးတော့ဦးစားပေးအဲလှုပ်ဆောင်သင့်တယ်လို့မြင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောရတဲ့အထက်မှာဒီကိစ္စနဲ့ပတ်သက်လို့အမြင်ကွဲလဲတာတွေရှိကောင်းရှိမယ်သဘောထားကွဲလဲတာတွေရှိကောင်းရှိမယ်မပါသွားရလည်းရှိကောင်းရှိမယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်သွားခဲ့တယ်ဆိုရင်လည်း ဒီနေ့ကနေကြိုပြီးတော့တောင်းပန်ပါတယ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့တော်လိုင်းအောင်ဖို့အတွက်ကိုတော့ဆက်ပြီးတော့စူးစမ်းနေကြအောင်မှာဖြစ်တယ်လို့လည်းယုံကြည်တယ်တပ်ဖွဲ့တွေကလည်းကိုနီးကိုဟန်နဲ့ရတဲ့နီးနဲ့ပေါ့နော်တက်နိုင်သလောက်ပါဝင်လှုပ်ဆောင်နေကြအောင်မယ်လို့လည်းယုံကြည်တယ်ပြည်သူတွေကလည်းအဲ့အတွက်နောက်ကနေပြီးတော့ပါဝင်အားဖြည့်ပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်